အားလုံးဝင်မင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေလည်း ရုရှားနိုဘိုစီဘေးအုပ်ချုပ်ရေးမှုကလက်တီးတခြင်းနဲ့မင်းအောင်လိုင်းကိုဖျောက်ဖြေတဲ့တရင်အတူရောင်ရေးကောက်ပွဲကိုလက်မခံမဲတော်လန်ဘီတိုတွေကိုကူညီမဲ့နယူးဇီလန်ဆိုတဲ့တရင်အတူရောင်ရေးကောက်ပွဲမှာစံခံရေးကိုကူညီပေးနေတဲ့အုပ်ကြီးတွေအကြောင်းတောင်သူတွေပိုအထိနာစေမဲ့စဘာစေးတမန်လိုက်တဲ့စစ်ကော်မရှင်တရင်နိုင်ငံတော်မှာပန့်တကူကောက်ရင်ပတ်စံမရပဲဒဏ်ရာရသွားသူ15ဦးထံမှလည်းရှိခဲ့တဲ့သတင်း အင်အားပြည့်မုန်တိုင်းကြောင့်လူ60ကျော်တေဆုံးခဲ့ရပြန်တဲ့ဖိလစ်ပိုင်ရဲ့နောက်ဆုံးခြေနေအဲ့ဒီလိုတနည်းတာဒုစားဆုံးဖြစ်ခဲ့တဲ့ပြင်းပီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါရုရှားနိုဘိုစီဘေးအုပ်ချုပ်ရေးမှူးကလက်တီးတစ်ချင်းနဲ့မင်းအောင်လိုင်းကိုဖျော်ဖြေတဲ့သတင်းကို စတင်တင်ဆက်ပေးပါမယ် အနာဒင်းစစ်တပ်ကိုအကြီးမားဆုံးထောက်ပံ့ပေးထားတဲ့ရုရှားနိုင်ငံရဲ့ Novo Sibir ဒေသအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့ကနေပြည်တော်ကို လာရောက်ပြီးမင်းအောင်လိုင်နဲ့နိုဝင်ဘာ9ရက်မနေ့ကတွေ့ဆုံခဲ့ကြပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ကအခမ်းအနားနဲ့ကြိုဆိုခဲ့သလို Novo Sibir ကိုယ်စားလှယ်အဖွဲ့မှပါဝင်တဲ့ချေဒိုနီအဆိုကအဖွဲ့ကမဟာရုရှားနဲ့ Siberia ဆိုတဲ့ဂုံပြူဖြော်ပြပွဲနဲ့တင်ဆက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီဖြောပြေပွဲမှာစစ်ကောင်ရှင်အတွက်အထူးဖန်တီးထားတဲ့လက်တီးဆိုတဲ့တခြင်းနဲ့ဖြောပြေတင်ဆက်ခဲ့တယ်လို့လည်းစစ်ကောင်ရှင်ကဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်အရသိရပါတယ်။လက်တီးဆိုတာပြည်သူအများနဲ့တော်လိုင်းရဲဘော်တွေကနှောင်ပြောင်ဆဲဆုံလေးရှိတဲ့ဘန်းစကားလိုအသုံးလုံးမျိုးဖြစ်ပါတယ်။ ဟုတ်တယ်သူတို့ပြောသလိုလက်တီပါပဲဗျာတကယ်လက်တီမှာရုရှားတွေလည်းတဖက်လှမ်းနေမလာကိုတဲလာဆဲရလဲဖြစ်နေအောင်မယ်လို့အညာမီကတော်လင်းရဲပေါ်တုံးကလောင်ပြောင်ပြောဆိုပါတယ် နိုဘိုစီဗေးဒေတာအုပ်ချုပ်ရေးမှုနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားတံတမန်တို့ကစစ်ကောင်းဆောင်မရောက်နိုင်တဲ့တည်တံတွေ့ဆုံခဲ့ခြင်းရုရှားတံတမန်မစ္စတာဗလာဒီမာပူတင်ကမြန်မာနဲ့နိုဘိုစီဗေးဒေတာတို့အကြားပူးပေါင်းဆောင်ရွက်မှုမြင့်တင်မှုမှာကြားလိုက်တယ်လို့စစ်ကော်မရှင်ရဲ့ကြေညာချက်တဲ့ထည့်သွင်းဖော်ပြထားပါတယ်။ ဒါအပြင်ရုရှားနဲ့စစ်ကောင်ရှင်တို့ကြားဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်အကြောင်းလဲစစ်ကောင်ဆောင်ကိုပြောခဲ့တယ်လို့ဆိုထားပါတယ်စစ်ကောင်ဆောင်ကလည်းမြန်မာမှာရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောတယ်လို့ရုရှားနိုင်ငံကလည်းထောက်ခံအားပေးသွားမယ်ဆိုပြီးပြန်ပြောတဲ့အကြောင်းစစ်ကောင်ရှင်ရဲ့ထုတ်ပြန်ချက်တဲ့ထက်သွင်းရေးသားထားပါတယ်စစ်ကောင်းဆောင်ကဒီနှစ်2025မတ်လကသူ့ရဲ့ရုရှားခေစဉ်မှာ Novo Sibir အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပြီးမြန်မာကိုလာရောက်ဖို့ဖိတ်ခဲ့တယ်လို့ပြောပါတယ် ုတိယအနေနဲ့အတူရောင်ရေကောက်ပွဲကိုလက်မခံမဲတော်လန်ပြည်သူတွေကိုကူညီမဲနယူးဇီလန်အကြောင်းကိုပြောပြပါဦးမယ်။အာနာသိန်းစစ်တပ်လုံးမဲအတူရောင်ရေကောက်ပွဲကိုနိုင်ငံတကာကရှုတ်ချနေချိန်မှာပဲနယူးဇီလန်လွှတ်တော်လဲပါဝင်လာခဲ့ပါတယ်။စိတ်ကောင်းရှင်ရွေးကောက်ပွဲဟာအတူရောင်သာဖြစ်ပြီးလက်မခံကြောင်းနယူးဇီလန်အစိုးရကထုတ်ပြန်ပေးဖို့အဆိုကိုဒီနေ့ကျင်းပတဲ့နယူးဇီလန်လွှတ်တော်မှအတည်ပြုလိုက်ကြပါတယ် လက်ရှိနမနစ်ပါတီလေးပါပါတီလို့ခေါ်တဲ့အလုသမားပါတီကလွတ်တော်မှာအဆိုအတင်သွင်းခဲ့တာကိုနမတ်၃ပါတီဖြစ်တဲ့ Green Party ကထောက်ခံခဲ့ပြီးနောက်လွတ်တော်မှာကန့်ကွက်သူမရှိဘဲအတည်ပြုခဲ့ကြတာပါဒီဆိုကိုညွန့်ပေါင်းဆိုရဖြစ်တဲ့နယူးဇီလန်အဆိုရနိုင်ငံသားရေးဝန်ကြီးကလည်းထောက်ခံကြောင်းလွတ်တော်မှာပြောခဲ့ပါတယ် အင်မတန်ရက်ဆက်ကြမ်းကြုတ်တဲ့မြန်မာစစ်တပ်ကိုမြန်မာပြည်သူတွေတော်လှန်နေကြတဲ့အပေါ်ကျွန်တော်တို့ကူညီရပါမယ်။စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဆိုတာအတူရောင်ပဲဖြစ်တယ်လို့အဆိုတင်သွင်းသူ၄ပါပါတီအမတ် Felix Stone က Triumphos ကပြောပါတယ်။ New Zealand လွတ်တော်စီအဆိုတင်သွင်းချက်ထဲမှာစီအုပ်စုရေကောက်ပွဲဟာလွတ်လပ်မျှတမှာမဟုတ်ကြောင်းနဲ့ရေရှည်တည်တံ့တဲ့ငင်းကြေးရေးစီဥတီမှာမဟုတ်ကြောင်းတို့ကိုပေါ်ပြပါရှိပါတယ်။ဒါပြင်စီအုပ်စုရေကောက်ပွဲမှာစစ်မှန်တဲ့တိုက်ခိုက်ပါတီတွေမရှိတာနဲ့ရေကောက်ပွဲအပေါ်အများပြည်သူရဲ့ဝေဖန်တာတွေကိုရှားဆွေးမှုအဖြစ်သတ်မှတ်တဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကရေကောက်ပွဲအစီအစဉ်ရဲ့တိတာတဲ့ချိုးရင်းချက်တွေဖြစ်တယ်လို့လည်းထောက်ပြ ာထားပါသေးတယ်။မြန်မာနိုင်ငံမှာရေရှည်တည်တဲ့နဲ့ဖြည့်ရှင်းချက်တစ်ခုအတွက်လိုအပ်တဲ့ခြေလှမ်းတစ်ခုအဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြမအရေးဆုံးဖြတ်ချက်1669နဲ့အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအရေးတကြီးအကောင်အထည်ဖော်ဖို့လဲနယူးဇီလန်လွှတ်တော်ကတောင်းဆိုထားပါတယ်။စစ်ကောင်ရှင်ရွေးကောက်ပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်က လွတ်လပ်ပြီးတရားမျှတမယ်လို့ဘသူမှအယုံကြည်မှာမဟုတ်ဘူးလို့ပြောတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်တွန်အန်ဒရူးကလည်းအတူရောင်သားဖြစ်တယ်လို့ပြောထားပါတယ်။ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးနေပါရှင်။အတူရောင်ရေးကောက်ပွဲမှာစံခံရေးကိုကူညီပေးနေတဲ့အုပ်ကြီးတွေကြောင့်ပြပြပေးပါမယ်စစ်တပ်ကပိုက်ဆောင်ပါတီစံခံရေးရဲ့မဲဆွယ်စီယုံရေးလုပ်ငန်းတွေကိုမွန်ပြည်နယ်ချောင်းဆောင်မြို့နယ်တွေကအုပ်ချုပ်ရေးမှုတွေကအကူအညီပေးနေလို့သတင်းရရှိပါရယ် ချောင်းဆောင်မြို့နယ်ကနေဝင်ရောက်အရွေးခံမဲ့စန့်ခိုင်ရင်ပါတီအမတ်လောင်းတွေဟာနိုဝင်ဘာ၁ရက်ကစလို့ကျေးရွာလူတို့နဲ့တွေ့ဆုံပွဲတွေစတင်လှုပ်ဆောင်နေရကိုအုပ်ကြီးတွေကကူညီပေးနေကြတာလို့ဆိုပါတယ်။သဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုတွေကသူတို့ရဲ့အာဏာနဲ့တွဲဆောင်ဖွဲ့ကိုဒေသခံတွေမလာမနေရလာရောက်ကြဖို့ဖိအားပေးခေါ်တာနဲ့တွဲဆောင်မဲ့နေရာစီစဉ်ပေးတာတွေကိုကူညီပေးနေရလို့အဲ့ဒီအကြောင်းသိရှိထားသူတွေကပြောပါတယ်။ ချောင်းဆောင်ရက်ကြီးအုပ်ကြီးတွေတရားရဂိုင်းလုံးကစံဖို့ပါတီဝင်တွေဒါပေမဲ့ရေကောက်ပွဲမဲဆွေတာကြတော့သူ့ဘာသာအုပ်ကြီးကပါတီဝင် ဖြစ်နေလေအုပ်ကြီးအာဏာနဲ့ကုခွင့်မရှိဘူးလို့ဥပဒေမှာပါတယ်ဆိုတာရွာသားတွေလည်းမညံ့တော့ဘူးသိတယ်ဒါပေမဲ့အခုပြောင်းမဲကူညီပေးနေရလို့ချောင်းဆောင်ဒေသခံအဝေးရောက်တကောရွာသားတို့ကပြောပါတယ် ပြည်ခဲ့တဲ့နိုဝင်ဘာ၃ရက်နေ့ကချောင်းဆောင်မြို့နယ်တကောရွာနဲ့ပိုးနဲ့ရွာပြည်သူတွေနဲ့စံခိုင်ရင်ပါတီအမတ်လောင်းကိုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ၁ရက်နေ့တုန်းကလည်းမူတော်ရွာနဲ့တောင်းရက်အနောက်ရွာတို့မှာပြုလုပ်ခဲ့တဲ့စံခိုင်ရင်အမတ်တွေနဲ့ဒေသခံတွေတွေ့ဆုံပွဲမှာလည်းအဲ့ဒီရွာအုပ်ချုပ်ရေးမှူးတွေကဒေသခံတွေကိုတွေ့ဆုံပွဲလာဖို့ဖိအားပေးခဲ့တယ်လို့နေရထိုင်ခင်းစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။ လက်ရှိချောင်းစုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်ဟာအဲ့ဒီမြို့နယ်စံခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်ပြီးတော့ချောင်းစုံမြို့နယ်ပြည်သူ့လွတ်တော်အမတ်လောင်းအဖြစ်ဝင်ပြိုင်မှုရှိနေပါတယ်။ အောင်ကြည်သိန်းကမွန်ပြည်နယ်ကြံဖို့ဩဂရာမြဝင်းကချောင်းဆောင်မြို့နယ်ကြံဖို့ဩဂရာချောင်းဆောင်ကရက်ကျိုးချော်ရဲ့အဖွဲ့ဝင်တွေအားလုံးကကြံဖို့ပါတီဝင်တွေကြီးရွေးခန့်ထားတယ်။အခုချောင်းဆောင်မှာကြံဖို့မဲဆွဲတာကိုမြဝင်းကသူ့ရဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အာနာနဲ့အာနာကိုအလွဲသုံးစားလုပ်ပြီးအုပ်ကြီးတွေကိုကူခိုင်းထားတယ်လို့ပါတီတွေနဲ့နှိစက်တဲ့မော်လမြိုင်မြို့ခံတို့ကပြောပါတယ်။ ဆက်လက်ပြီးတောင်သူတွေပိုထိနာစီမဲ့စဘာစီတမတ်လိုက်တဲ့စစ်ကောင်ရှင်ចောင်းကိုတင်ဆက်ပေးပါဦးမရှင်။စစ်ကောင်ရှင်လောက်ကန်တောင်သူလက်သမားအခွင့်ရေးကောက်ွယ်ရေးနဲ့အကျိုးစီးပွားမြင့်တရေဥဆောင်ကော်မတီကစဘာတင်းတရအခြေခံညွှန်းညွှန်းဆေးကို73သိန်းဖြည့်တမတ်လိုက်တယ်လို့သတင်းရရှိပါရယ်။ဒါကျေးဇူးရှင်လို့တမုတ်ထားကြတယ်တောင်တူလေသမားတွေကို အထိနာစေပြီးတွက်ချီမကြိုက်ပဲဒုက္ခဖို့တွေ့စင်နိုင်လို့ဆိုပါတယ် စဘာကတေယကပြင်းမြတင်း60လောက်ထွက်တာအခုသူတို့တတ်မှတ်စင်းနဲ့တွေ့ရင်တေယက9သိန်းလောက်ပဲရမယ်လေတေယကကုန်ကြစိတ်ကအဲ့ဒီထက်ပိုကုန်နေထုန်ကအလွတ်သမားကမြေစီဘူးပေါန့်သက်စေပိုသက်စေအကုန်ပေါင်းရင်တေယက7သိန်းနဲ့ဆုံးမယ်ဘလို့လို့ညက်တော်မလဲရှုံးမီဘောလို့ဘကိုးတိုင်းတာယာဝဒီမြို့နယ်အသက်ရော်ရွာရဲ့တောင်သူတဦးကပြောပါတယ်စစ်ကောင်ရှင်ကတတ်မှတ်ပေးတဲ့စပားရင်ညွန်စီမှာစပားဆိုတဲ့14ရာခိုင်နှုန်းသာရှိမှာဖြစ်ပြီး အပြင်ဘုံတဲနဲ့ဂဲကင်းစင်ရမယ်လို့ဖော်ပြထားတဲ့အတွက်တောင်သူတွေပုံမုံနဲ့နာနိုင်တယ်လို့တရားဝတီမြို့နယ်30မြို့ရဲ့တောင်သူမြို့သမီးတို့ကထောက်ပြပါဗျ။ဒါကြောင့်တောင်သူတွေဘက်ကိုအ ਨੇ စုံ15ဒိန်သတ်မှတ်ပေးတင်တယ်လို့ပြောဆိုနေကြပါဗျ။ ိုးတွေကရွာစပားကင်းနေရှင်နဲ့အခုထိမိုးကရွာတော့စပားတွေရထွက်ရောတာပေါ့ဖက်တရီကတင်း90လောက်ပဲထွက်တယ်အခုသူတို့ပြောတဲ့စပားစင်းနဲ့ဘလုံးမအဆင်မပြေဘူးမနေ့က18သိန်းဈေးလောက်ရောင်းလို့ရတယ်အခုနဲ့အဲ့ဒီဈေးမပေးတော့15သိန်းလောက်တော့တတ်မှတ်ပေးတင်တယ်လို့လက်ပန်းမျိုးနဲ့စင်ကူးရွာရဲ့တောင်သူတအုပ်ကပြောပါတယ် လက်ရှိစင်ဒုခမနောဒုခ190ရွေရစားတဲ့အနေတန်းစပါးစီတွေဟာတင်းတရာကို75000ဝန်းကျင်သာပေါက်ဈေးရှိပြီးတောင်းသူတွေအတွက်ချိန်မကိုက်ပဲအရှုံးပုံနေရတယ်လို့သိရှိရပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့နိုင်ငံတော်ပန်းတကူကောင်းရင်ပတ်စံမရပဲတန်းရရသွားသူ15ဦးထံမှလည်းရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းကုန်နဲ့နေပြည်တော်ပါဝင်မြို့ကြီးတွေမှာရိုးရသလေးရမနေ့ကတစောင်းမုံးလာပြင်းနေညပိုင်းမှာပတ်စံပါဝင်လူသုံးဆောင်ပစ္စည်းတွေကိုပန့်တကူဖြစ်သူနဲ့လိုက်လံကောက်ယူသူတွေအများပြားရှိခဲ့ပါတယ်။အဲဒီလိုပန့်တကူလိုက်လံကောက်ခံရင်ပတ်စံမရပဲတန်ရာရသွားသူ15ဦးထပ်မင်းရှိတယ်လို့သတင်းရရှိပါတယ်။ ရှန်ကုန်နဲ့နေပြည်တော်တို့ကလက်မတွေပေါ်မှာကားပေါ်ကပန့်တကူအဖြစ်ဖြစ်ကြတဲ့ပတ်စံတွေကိုလိုက်လံကောက်ယူကြရင်ကားတိုက်မှုတွေဖြစ်ပွားခဲ့တာလို့လူမှုကွန်ရက်အသင်းတွေစီကသိရပါဗျ။ စီရမပြောနေတယ်အရင်ညတွေမှာလူမရှိသလောက်မင်းညာကလူတွေမှာညတော်တော်နဲ့တည်းအထိမမဲလှုပ်လှုပ်ပဲတချို့ကလည်းပြစ်ထားတာတွေကိုလိုက်ရှာကြတာတချို့ကကားပေါ်ကပြစ်ချတာတွေကိုလိုက်ကောက်ကြတာပြောနေနေထိမိခိုင်းမိတဲ့သူတွေလည်းရှိရလို့ကြားတယ်လို့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာနေထိုင်သူတအုပ်ကပြောပါတယ် မနေ့ကပန်းတကူကောက်ရင်ဒံယာရရှိသူတွေဟာရှန်ကုန်တိုင်းတကုံမျိုးသစ်တွေဖြစ်တဲ့အရှိပိုင်းမြောက်ပိုင်းမြို့နယ်တွေနဲ့ရွှေပြည်သာလိုင်တာယာမြောက်ကလာပါမြို့နယ်တွေကစုစုပေါင်း15ရောက်တန်မင်းရှိရလို့သိရပါတယ်။ဒံယာပြင်းထန်သူတွေကိုမြောက်ကလာပါစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့လူမှုကွန်ရက်အသင်းတချို့စီကနေသိရပါတယ်။ အလာတုနေပြီးတော့ပြင်မနာမျိုးပန်းကင်းမီးပွားရဲ့နေမှာနိုဝင်ဘာ၄ရက်ညပိုင်းကပန်းတကူပစ်တာကိုလမ်းမေးပါရဲ့ချိန်နေတဲ့အသက်၁၇နှစ်ရွယ်မင်းကလေးတဦးကာတိုက်ခံရပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြင်မနာမျိုးလက်ပံခါလာချေးရွာနေမှာလေပတ်စံကောက်နေတဲ့အမျိုးသားတုံးနဲ့ကိုရင်တပားကိုလည်းဆိုင်ကယ်ကဝင်းတိုက်မိတဲ့အတွက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ် ထိခိုက်ဒဏ်ရာရရှိသူတွေကိုမိုးစေတနာပရိုက်တာအတင်းပြင်မနာယုံကလူနာတင်ရင်နဲ့ပြင်မနာမျိုးကရင်200ဆန့်ပြီးသူစေယုံကြီးနဲ့နေပြီးတော့ကရင်1000ဆန့်ပြီးသူစေယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရိုးရံတလေးရပန်းတကူပြကြရမှာဒီနေ့မှာတော့ KP ကနေပန်းတကူကောက်သူတွေလည်းရှိလာခဲ့တယ်လို့သိရပါဗျ နောက်ဆုံးပြပါသတင်းနေနဲ့အင်အားပြင်းမုန်တိုင်းကြောင့်လူ90ကျော်တင်ဆုံးခဲ့ရပြန်တဲ့ဖိလစ်ပိုင်အကြောင်းပြောပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရနာလိုက်ချင်ပါတယ်ရှင်ဖိလစ်ပိုင်မှာကဲမက်ကီအမီယာအင်အားပြင်းမုန်တိုင်းကြောင့်နိုဝင်ဘာ9ရက်ဒီနေ့မှာတင်ဆုံးသူ90ကျော်အထိမြင့်တက်လာတယ်လို့သိရပါတယ် မကြသေးခင်ကဖြစ်မှုသမျှအစိုးဆုံးရည်ကြီးမှုတွေကြောင့်အပြင်းထန်ထိခိုက်ခဲ့တဲ့စီပူခိုင်ကပြောရေးဆိုခွင့်ရှိသူတဦးကကဲဦးရဲမျိုးတစ်မျိုးကရေလွှမ်းမှုခဲ့တဲ့နေရာကနေရုံလောင်း35လောင်းဆက်ယူရရှိခဲ့တယ်လို့ AFP ကိုပြောပါတယ်။အဲဒါကြောင့်ခရိုင်အတွင်းတည်ဆုံးသူစုစုပေါင်း86ဦးအထိရှိသွားခဲ့ပါတယ်။ နိုင်ငံတော်အရက်ပတ်ကာကွယ်ရေးရုံးကတော့အခြားခရိုင်တွေကတည်ဆုံးသူ18ဦးကိုအစောပိုင်းမှာအတီးပြုတ်ထားခဲ့တာကြောင့်စုစုပေါင်း94ဦးအထိရှိလာခဲ့တယ်လို့တွက်ချက်နားလည်ရပါတယ်။ဒေသတွင်မှာမကြုံစဘူးဖြစ်ပွားခဲ့တဲ့ရေကြီးမှုတွေက မြို့နယ်တွေမြို့ကြီးတွေထဲအချိန်ဟုန်နဲ့ဝင်ရောက်ခဲ့ပြီးတော့ကားတွေ၊ထရက်ကားတွေအကြီးစားကွန်တိန်နာကြီးတွေ အထိပါရေထဲမျောပါသွားခဲ့ပါတယ်။ အခုတော့ရေတွေအားလုံးကျသွားပေမဲ့စိန်ခေါ်မှုကတော့လမ်းတွေကို ပိတ်ဆို့နေတဲ့အပြက်စီးတွေကိုရှင်းလင်းမှုဖြစ်တယ်လို့အရက်ဘတ်ကာကွယ်ရေးဒုတိယအုပ်ချုပ်ရေးမှူးရာပိုင်အယ်လီတို အလီဂျန်ဒရိုကပြောပါတယ်။ တနအင်ကိုကီလိုမီတာ130တိတိုက်ခိုက်ခဲ့တဲ့ခေမကီမုံတိုင်းဟာဒီနေ့မနက်8နာရီလောက်မှာ တနအင်120ကီလိုမီတာနှုန်းနဲ့အနောက်ဘက်ကိုရွေ့လျားပြီးပါလာဝမ်ကခီးသွားပန်းချီနေရာတွေဘက်ကိုဥတီသွားတယ်လို့ဆိုပါတယ်ဖိလစ်ပိုင်မှာတနစ်ကိုပြန်မြမုံတိုင်းနဲ့အင်အားပြည့်မုံတိုင်းအလုံး20လောက်ဝင်အောင်လေရှိပြီးတန်ပေါင်းများစွာသောလူတွေရှိတဲ့ဘေးအနေအကျရောက်တက်တဲ့နေရာတွေကိုပုံမှန်ဖြတ်တန်းသွားလေရှိပါတယ် အခုမုံတိုင်းကြောင့်လူပေါင်း၄သိန်းလောက်ကိုအာဏာပိုင်တွေက ကြိုတင်ရွှေ့ပြောင်းမှုတွေလုပ်ပေးခဲ့ရပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MB ရဲ့တင်ဆက်မှုတွေကိုအဆုံးဖြတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီတို့ပီသားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်။